မင်္ဂလာပါရှင်ဒီတစ်ပတ်ပြည့်ရက်လေးမှာတော့အုံထမင်းနဲ့စက်သားဟင်းလေးချက်စားပြည့်လို့ပြင်လို့ဝေးနေတာဖြစ်ပါတယ်အုံထမင်းချက်ဖို့အတွက်ကတော့ရွှေဘူးဆန်၃ခွက်ကိုသုံးပြုထားပါတယ်ရှင်ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့စားတကြာအုံလို့စက်သွန်နေနဲ့စီနှဲငယ်လိုအပ်ပါတယ်ရှင်ရေရောလက်တက်စီဒါမှမဟုတ်လို့ရှင်တော့စံချိန်ခွက်နဲ့၄ခွက်ခွဲပြည့်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ရှင် ဒီတစ်ခါမှာတော့ချက်သားဟင်းအတွက်ကြက်မာသားကိုအသုံးပြုထားပါတယ်ရှင်။ရေစေးတန်းစင်ပြီးတဲ့နောက်မှာတော့ချက်သားလေးကိုစားအသားမုံဆရင်းမုံငပြာရီတို့နဲ့ရောနေပြီးနှက်ထားပေးရမှာ ဖြစ်ပါတယ်။အနည်းများများရစေဖို့အတွက်ဂျင်းချက်တုံပြူချက်တုံနီတို့ကိုများများအသုံးပြုထားပါတယ်ရှင်။ ဟင်းစတင်ချက်ပါတော့မယ်ရှင်မိမိလိုသလားစီထည့်ပြီးထောင်းထားတဲ့သတ္တဝအဖြူအမူခြင်းနဲ့မရုပ်သီးတွေကိုရောပြီးစီတက်ပေးရမှာဖြစ်ပါလေခြင်းနဲ့လေးမွေးလာတဲ့အခါမှာတော့နှက်ထားတဲ့ချက်သားတွေကိုထည့်ပြီးနာနာလေးလုံးပေးရမှာဖြစ်ပါလေရှင်နနာလေးလုံးပြီးတဲ့အခါမှာရောကြက်အမာသာဖြစ်တဲ့အတွက်ရေများများထည့်ပေးဖို့လိုပါတယ်ရှင်။ ချက်သားကိုတော့မိမိစိတ်ကြိုက်အနေထားရောက်တဲ့အထိရေးထည့်ပေးရမှာဖြစ်ပါတယ်။ကဲမျိုးလဲချက်ပါပြီ။အုံနုံနယ်လေးမှုပြက်နေတယ်။အုံထမင်းလေးရဲ့ချက်မာသားလေးရဲ့နဲ့ပျော်ရွှင်စရာကောင်းတဲ့တနင်္ဂနွေနေ့လေးကိုအုံထမင်းနဲ့ချက်သားစားပြီးဖြတ်တန်းခဲ့ပါတယ်ရှင်။စားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။